ယူနိုက်တက်အသင်းရဲ့ဒုက္ခအိုးလေးထက်မှန်ပြီးဒုက္ခပေးနိုင်အောင်မလားမန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်ပွဲကြိုရင်ခုန်တန်โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ရီကျန်ပါ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကိုမှာတော့ United အသင်းကိုအမြဲတမ်းဆိုသလိုဒုက္ခတွေရှာကြံပေးလိရှိတတ်တဲ့ Brighton အသင်းကိုအိမ်ကွင်းမှာပဲဧကန်ရှင်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ Brighton အသင်းဟာပွဲစဉ်ရှစ်အပြီးအမတ်ပေးစရာရဲ့အဆင့်တစ်ဆင့်မှာရှိက United နဲ့တမက်တာယော်နေလျက်ရှိပါတယ်။ Brighton အသင်းဟာ Newcastle, Spa, Chelsea, Man City တို့လိုအသင်းတွေနဲ့တွေ့ဆုံခဲ့ပြီးမရှုံးနိုင်ထားခဲ့ပါဘူး။ ပင်းများလေးပွဲစဉ်ရှိအပြီးမှာတော့တပွဲသာရှုံးနေထားပြီးလေးပွဲနိုင်က၃ပွဲတည်ကြားထားပါတယ်။ဆိုတော့ United နဲ့တမတ်သားယော်နေနေပေမဲ့အထင်သေးလို့လုံးဝမရသလို United နဲ့တွေ့တိုင်းလည်းဒုက္ခပိတ်တက်လေးရှိပါတယ်။ United နဲ့ Brighton အသင်းဟာနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတော့ United အသင်းကတပွဲသာအနိုင်ရရှိအောင်လှုပ်ဆောင်ထားနိုင်ခဲ့ပြီးလေးပွဲတိတိရှုံးနေထားခဲ့ပါတယ်။ဒါပေမဲ့လေအကောင်းဘက်ကပြန်ကြည့်ပြန်တော့လေ United အသင်းဟာ စင်နစ်အကြောင်းအနိုင်မရရှိထားခဲ့တဲ့ MP လို့ကွင်းမှာတော့ဘသူမှမထင်မှတ်ထားတဲ့အနိုင်ရလက်ကိုရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့သလိုအာဆင်နယ်၊မန်စတီး၊ Chelsea နဲ့ Liverpool တို့လိုအသင်းကြီးတွေလည်းတွစ်ဆုံထားပြီးဖြစ်တာကြောင့် Brighton အသင်းကိုလည်းအကောင်းဆုံးအနိုင်ယူကျော်ဖြတ်နိုင်အောင်ကြိုးစားလာမှာဖြစ်ပါတယ်။ နှစ်သင်းကြားဒဏ်ရာရကစားသမားတွေအနေနဲ့ကလည်း United အသင်းကမာတီနဲ့အတယောက်သာရှိပေမဲ့ Brighton အသင်းဘက်မှာတော့အားထားရတဲ့မီတိုမာလိုကစားသမားများအပြင်9ယောက်လောက်ထိကိုများပြားနေလျက်ရှိပါတယ်။ဒီအားဒီအစပွဲစဉ်တွေမှာ United အသင်းဟာရလက်တွေအတက်အကျများနေပေမဲ့အိမ်ကွင်းပွဲစဉ်တွေမှာတော့ Arsenal အသင်းတဲ့ကိုပဲရှုံးနေထားသေးတာဖြစ်ပါတယ်။ ဆိုတော့ Brighton အသင်းဟာဘလောက်ပဲ United အသင်းတွေဒုက္ခတွေပေးနေပါစေအောင်တော့ဒီနေ့ရာသီမှာကစားသမားအသစ်တွေဖြစ်ကြတဲ့ကိုညာအမ်ဘူမိုတို့အပြင်တိုက်စင်မှုရှက်စကိုတို့ရှိနေတာကြောင့်အရင်နှစ်ကလိုလာလို့လို့မရတော့ပါဘူးနောက်တစ်ချက်ကတော့ United အသင်းရဲ့ဂိုးပေါက်မှာလက်စမန်းရှိနေသလိုဒီလေဟာရီမကွိုင်းယားတို့အပြင်လန်နီယိုတို့လိုအရေးသွင်းမြင့်နောက်တန်းကစားသမားတွေရှိနေတာကြောင့်ဒီအချိန်တွေ့ဆုံမှုမှာတော့ United အသင်းကိုဒုက္ခပေးနိုင်ပါအောင်မလားဆိုတာ လာမယ့်စနေနေ့ည7:00နာရီမှာပဲရင်ခုန်စိတ်လှရှားစွာစောင့်ကြည့်ကြပါစို့လားခမညာဟုတ်ကဲ့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel အသေးလေးကို like and subscribe နဲ့ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခမညာဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခမညာ